ပါရှင်။တောင်တိုင်းမြေတနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်မေလ6ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရလို့ပျက်စီးတဲ့တွင်ကတာထောင်မှာစေကူတာခွင့်မရလို့ CDM ကြောင်းဆရာတအူးသေဆုံးတဲ့တွင်နိုင်ငံတကာသတင်းမှာတော့စောချစ်သူနဲ့တားနှုတ်ဦးကို American ပိတ်ဆို့အေးအေးယူတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မွန်ပြည်နယ်ဒီလင်းမြို့နယ်နှင်းပလဲကျေးရွာနယ်အနိုင်ပွန်ကျေးရွာကြားမှာရှိတဲ့ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရတာကြောင့်ပြိုကျပျက်စီးသွားတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါရယ်ဒီသတင်းကိုတော့အေမီကတင်ဆက်ပေးထားပါရယ်မီလာ9ရက်နေ့ည10:00နာရီချိန်ကမှနှင်းပလဲဘူတာနယ်တောင်စွန်းဘူတာကြားရထားလမ်းမိုင်းတိုင်းအမှတ်132 တစစစတိကြားတရားအမှတ်65ပေ80တရားမိုင်းခွဲဖြစ်စည်းခံရတာဖြစ်ပါတယ်မိုင်းခွဲဖြစ်စည်းခံရတာကြောင့်ယထာလန်တရားမှာပေ40ကျော်ပြိုကျပျက်စီးသွားပြီးယထာခီးစဉ်တွေလည်းယာယီဖြစ်သိမ်းလိုက်ရပါတယ်မွန်မြေဘူတာကြီးဘက်ကတော့ယထာလန်ပျက်စီးသွားတဲ့အတွက်မေလ6ရက်နေ့မှာထွက်ခွာမယ်မွန်မြေရန်ကုန်ယထာခီးစဉ်နဲ့ရန်ကုန်မွန်မြေယထာခီးစဉ်တစ်ခုကိုယာယီဖြစ်သိမ်းထားတယ်လို့အသိပေးထုတ်ပြန်ပါတယ်တပြင်ဝေယူထားတဲ့ယထာလက်မှတ်တွေကိုလည်းမွန်မြေဘူတာကြီးနေချင်းလက်မှတ်ယုံမှာ ပြန်အမ်းပေးသွားမယ်လို့ကြေညာထားပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နေ့ကလည်းတထုံမြို့နယ်မိုးကောင်းကြီးရွာရန်ကုန်ပေါ်လီမိုင်းကားလမ်းပေါ်မှာရှိတဲ့ဒေသခေါ်မိုးကောင်းတရာမိုင်းခွဲခံရတာကြောင့်ပြိုကျပျက်စီးခဲ့ပါတယ်။စကိုင်းတိုင်းကတာအကျဉ်းထောင်မှာကျမကြီးဆောင်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့် CRM ចောင်းဆရာတူဦးသိမ်းဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကသိရပါဗျ။ ဒီသတင်းကိုတော့ယွန်းကြည့်ပြားကပြောပြပေးမှာဖြစ်ပါတယ်အသက်33နှစ်အရွယ် CDM ကျောင်းဆရာကိုဟိမင်းသူခေါ်အာနိုးဟာကတာအကျဉ်းတော်အတွင်အတက်ယောဂဝေဒနာကိုခံစားခဲ့ရပြီးကျန်းမာရေးဆောင်ရှားမှုမရရှိတာကြောင့်ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မှာတည်ဆုံခဲ့တာပါကိုဟိမင်းသူဟာပြီးခဲ့တဲ့2023ခုနှစ်ဇွန်လမှာစစ်ကောင်စီကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှာ 50ည52ကာကြီး52ခါခွေးတို့နဲ့မတရားဖမ်းဆီးခဲ့ပြီး2024ခုနှစ်မတ်လ28ရက်နေ့မှာ ထောင်နဲ့15နှစ်ချမှတ်ခံခဲ့ရပါတယ်။သူဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအကြမ်းမဖက်အာဏာပြဆိုင်ရေးလှုပ်ရှားမှု CDM မှာပါဝင်လာတဲ့ကြောင်းစီအားတဦးဖြစ်ပြီးမြို့တော်နှွေးဦးအင်းတော်မြို့နှွေးဦးတော်လန်ရေးဆရာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလည်းကျန်းမာရေးစောင့်ရှောက်မှုမရရှိတာကြောင့်နိုင်ငံတဝန်းကအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား32ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စောချစ်သူနဲ့တားနှစ်ဦးကိုအမေရိကန်ပိတ်ဆို့အရေးယူလိုက်ပါတယ်။ဒီသတင်းကိုတော့ Wine Day ကတင်ဆက်ပေးပါမယ်ရှင်။ online လည်လည်မှုလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်မှောက်ကူးမှုတွေအတွက် K မြို့သားတက် KNA ခေါင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးကိုအမေရိကန်ကမေ9ရက်မှာတန်းခတ်ပိတ်ဆို့မှုတွေပြုလုပ်လိုက်ကြောင်းဗန်နာယီဝန်ကြီးဌာနကပြောပါရယ်။အရင်နဲ့ကြားဆောင်တက် BGF ခေါင်းဆောင်စောချစ်သူဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလေးလည်နေတဲ့ကြားဖြန့်လုပ်ငန်းကွန်ရက်တစ်ခုရဲ့အဓိကပုံကိုဖြစ်တယ်လို့အမေရိကန်ဗန်နာယီဝန်ကြီးဌာနကပြောတာပါ မကြသေးခင်နှစ်တွေကအရှိတောင်အားရှာတဝန်းလူထောင်ပေါင်းများစွာကိုရာဆွဲခိုင်းတွေကပြန်ပေးဆွဲပြီးကြားဖြတ်လုပ်ငန်းတွေမှာအတင်းအကျပ်အလုပ်စီခိုင်းနေတယ်လို့ကုလသမဂ္ဂအစီရင်ခံစာမှာဖော်ပြထားပါတယ်။ BGF ကို KN အမျိုးသားတပ် KN အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့စောချစ်သူအပေါ်ဗန္ဒာယီဆိုင်ရာရေးယူပိတ်ဆို့မှုတွေပြုလုပ်ထားတယ်လို့အမေရိကန်ဗန္ဒာယီဝန်ကြီးဌာနကဆိုတာပါ။ သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ထူးရဲ့မူနဲ့စောချစ်ချစ်တို့ကိုလည်းအေးအေးယူပိတ်ဆို့မှုပြုလုပ်ထားကြအောင်အဲ့ဒီဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖော်ပြပါတယ်။သူတို့တွေရဲ့အမေရိကန်မှာရှိနိုင်တဲ့ပိုင်ဆိုင်မှုတွေတင်းစီခံရမှာဖြစ်ပြီးအမေရိကန်နိုင်ငံသားတွေနဲ့စီးပွားရေးတွဲလုပ်ခွင့်ရှိတော့မှာမဟုတ်ဘူးလို့ကြေညာချက်မှာရေးပါတယ်။ဗြိတိန်နဲ့ဥရောပသမဂ္ဂ EU တို့ကလည်းစောချစ်သူအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ BDF KNY ဟာထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့အထူးစီးပွားရေးဆောင်ရွှေကုတ်ကူမှာဌာနချုပ်ထားရှိပြီးတော့ပြန်ပေးဆွဲလာသူတွေကို အလုတ်စီခိုင်းထားတဲ့အစားအုပ်တွေအတွက်လုံခြုံရေးတာဝန်ယူပေးနေပါတယ်။ DGF KNA ကလုတ်ကင်နေတဲ့လုပ်ငန်းတွေလို့ online လူလိန်ခိုင်းတွေဟာရာဇဝတ်ခိုင်းကောင်းဆောင်တွေနဲ့သူတို့ရဲ့အပေါင်းပါတွေအတွက်နှစ်စဉ်ဒေါ်လာဘီလီယံနဲ့ချီရှာပေးနေတယ်လို့ American လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Michael Forganter ကပြောဆိုထားတာဖြစ်ပါတယ်။ ။သတင်းထိုင်းရဲ့နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကာဇာတာပရီစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။သတင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X သတင်းထိုင်းရဲ့ website စာမျက်နှာနဲ့သတင်းထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သတင်းထိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။